မမိတ်ဆွေများအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့မိစေကဆုမကောင်းတောင်းပေးလိုက်ပါရစေ။မိစေအခုပေါ်တော့ဒီဘာကြောင့်လေးပြောချင်တဲ့ဆိုရင်အခုတိုင်းပေါ်မှာပေါ့နော်ဒီတနဘောရှက်တောင်းလေးကအတိတ်ထက်တည်းပတ်သက်ပြီးတော့အကြောက်ပြတော့ရဆရာတော်ဖျားကြီးမေးမှထားရပေါ့နော်။ဒီဟာလေးနဲ့ပတ်သက်ပြီးတော့မိစေက တစ္ဆက်လေးပြန်ပြီးတော့ရှင်းပြပေးခြင်းပါတယ်။ဒါကြောင့်မို့နော်ကိုကပေါ့တန်လကုံရွှေဖက်နေတဲ့သူတယောက်လည်းဖြစ်တယ်။တန်လကုံရှစ်တောင်းလေးလောက်အတိတ်ထံပူဇော်နေတဲ့သူတယောက်လည်းဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆုံးအောင်လို့ကြည့်ပေးသွားစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတန်လကုံနဲ့ပတ်သက်ပြီးတော့တော်တော်များများနားလည်မှုတွေနေကြလို့ပါ။ဒါကြောင့်မို့နော်ဒီဗီဒီယိုလေးကိုကျေးဇူးပြုပြီးတော့ဆုံးအောင်ကြည့်ပေးသွားစေချင်ပါတယ်ရှင်။ ဒီစရာပေါ့နော်အခုကြက်ခုတို့ရဆရာတော်ဘုရားကြီးပြောခဲ့တဲ့စကားလေးကိုပေါ့နော်ပြန်ပြီးရွှေ့ပြပေးခြင်းပါတယ်ဒီဆရာတော်ဘုရားကြီးကကြတော့ဒီသူ့ကိုပေါ့နော်တကာတယောက်ကမေးထားတယ်ဒီတရဏဂုံ၈တောင်းလေးအောင်အဓိဋ္ဌာန်ကိုတဲ့ရွှေ့လို့ရှိရင်အပယ်မကြဘူးဆိုပြီးတော့တဲ့နာမည်ကြီးဆရာတော်ဘုရားကြီးတယောက်ကမေးမှထားတယ်ပေါ့နော်အဲ့ဒါမှန်မှသလားဆိုပြီးတော့ဒီကြက်ခုတို့ကဆရာတော်ဘုရားကြီးကိုမေးထားတယ်အဲ့ခါမှာဆရာတော်ဘုရားကြီးကကြတော့တကယ်တော့မမှန်ဘူးပေါ့နော်ဒီဒီတရဏဂုံရွှေ့နေရဲဆိုတာကအပယ်မပိတ်ဘူး ကုသိုလ်ရောရှာရတယ်ဒီကုသိုလ်ရတာဖြစ်တဲ့အတွက်အပေပိတ်တယ်ဆိုတာအရာတော့မဖြစ်နိုင်ဘူးဆိုပြီးတော့ဆရာတော်ဘုရားကြီးကတော့မေးမှားထားတယ်ပေါ့နော် အဲဆရာတော်ပြောထားတဲ့အရာတွေကတော့ဈာရဲမှာအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့မေစေဒီမှာရှေ့မှာဆိုလို့မေစေမပြောတော့ဘူးအကယ်၍ဆရာတော်ဖျားကြီးကြောက်ကြတော့ဆရာတော်ဖျားကြီးပြောထားတဲ့ဟာကိုကြည်ကျင်နေပေါ်ပြီးကြည်ပေးပေါ့နော်အခုကကြတော့မေစေကကြတော့ဒီငကရေးတောင်ဆရာတော်ဖျားကြီးရဲ့ပြောထားတဲ့အထိပ္ပယ်လေးကိုပြန်ပြီးတော့ရှင်းပြပေးစင်လို့ပါဆရာတော်ဖျားကြီးပြောထားတာကကြတော့ဒီတရဏဂုံကိုရဲ့၃ချိန်အောင်လို့ရှင်အပယ်ပိတ်တယ်ဆိုပြီးတော့ပြောထားတာတကယ်တော့တရဏဂုံ၃ချိန်ဆိုတာကတော်တော်များများမှားနေကြတာပါဘာကြောင့်လဲဆိုတော့တရဏဂုံ၃ချိန်ဆိုတာကပထမအဆင့်ပထမအဆင့် က်မှာဆိုရင်မြေကြီးတို့က32ကြိမ်တီတီဝင်ရတာလေအဲ့ဒါတော်တော်များများကအဲ့ဟာကိုမသိကြဘူးကွာနော်ပထမအဆင့်မှာ32ကြိမ်ဝင်ရတယ်အဲ့တော့မြေစင်တို့က32ကြိမ်ဆိုလို့ရှိရင်ပထမတစ်ကြိမ်ကိုမြေစင်တို့တလားတလားအတိတ်ထန်နေဝင်နေဟေးအဲ့တော့32ကြိမ်ဆိုတာက32လပြည့်မှာပထမအဆင့်အောင်ပါလေအဲ့တော့32လဆိုတာကနှစ်နှစ်နဲ့၈လဖြစ်တယ်အဲ့တော့ကိုကပထမအဆင့်အောင်မှုဆိုတာက နှစ်နှစ်နဲ့ရှင်းလာပြမှာပထမအဆင့်အောင်လေအဲ့လိုပဲဒုတိယအဆင့်ဒုတိယံဘီထည့်ပြီးတော့ပူဇော်လာရလေ32ကြိမ်ပူဇော်ရတာအဲ့တော့ဒုတိယအကြိမ်ကလည်း32လပူဇော်ရဖြစ်တဲ့အတွက်နှစ်နှစ်၈လထပ်ပြီးတော့ပူဇော်ရရတယ်။တတိယအဆင့်မှာလည်း32ကြိမ်ဟိုတတိယံဘီထည့်ပြီးတော့ပူဇော်ရတာပါ။အဲ့တော့တတိယအဆင့်ပြီးဖို့အတွက်ကလည်း32လပူဇော်ရတာနှစ်နှစ်နဲ့၈လပူဇော်ရတာပါ။အဲ့တော့မိစင်တို့ကဒီအဆင့်30ပေါ့နော်တရဏဂုံ30 ြီးဖို့အတွက်ဆိုလို့ရှိရင်ဒီစလို၈နှစ်တည်တည်ပေါ့နော်ဒီပူဇော်ရတာပါအဲ့ဒီအတွက်ဆရာတော်ဖျားကြီးပြောစင်တဲ့အတိတ်တွေကနေစဉ်တို့တွေဒီနေစဉ်နေတိုင်းတရံတကုံ၃မောင်ပေါ့နော်အဲ့လိုမျိုးအစိမ့်နကန်နဲ့ရွတ်ဖက်သွားတဲ့အခါကျတော့ကိုကဘာဖြစ်လဲဆိုရင်တရံတကုံကိုပါဇက်ထမ်းမှာထုံနေပြီတဲ့လိုမျိုးတရံတကုံကိုနေစဉ်နေတိုင်းအစိမ့်နကန်ပူဇော်တဲ့သူတယောက်ကတဖြည်းဖြည်းနဲ့အကုသို့တွေးရရင်နဲလာမယ်ပြီးတဲ့အခါကျတော့သူဟာတဖြည်းဖြည်းနဲ့၅မတီလာလဲလုံလာလိမ့်မယ်အဲ့ခါကျတော့အဲ့လိုနှစ်တည် ကြာရင်နေစင်တို့တရဏကောင်ကိုပူဇော်တဲ့သူတယောက်ဟာဒီအပယ်ကိုကြားနိုင်မလားဆိုတာကတော့ကိုယ့်ရဲ့လုံးတဲ့ပုံမှာတော့မူတည်ရဲပေါ့နော်အကယ်၍ကိုကတရဏကောင်မျိုးကိုရှုပ်ပြီးတော့ငါးပါးတီလာချိုးဖောက်မယ်ဆိုရင်တော့အပယ်ကြားနိုင်တယ်အကယ်၍ကိုကတရဏကောင်လည်းလုံးနဲ့ငါးပါးတီလာလည်းလုံးအောင်ဆောင်ထိန်တဲ့သူတယောက်ဖြစ်မယ်ဆိုရင်တော့မိစင်ကိစ္စပြောရဲတယ်ဒီဘဝမှာတော့အပယ်တကားလုံးဝပိတ်ပါတယ်ဘာကြောင့်လဲဆိုတော့မိစင်တို့ငါးပါးတီလာလုံးနဲ့တရဏကောင်သုံးပါးကိုလုံးနဲ့ဆိုလို့ရှိရင်အပယ်ကြားဖို့ဆိုတာအရန်ခင်းရသွားပါပြီဒါက ာငကရစ်တောင်ဆရာတော်ဘုရားကြီးပြောတာကတရဏဂုံပူဇော်တဲ့လူတယောက်ဟာပေါ့နော်အပေမကြဘူးဆိုတာကိုဆရာတော်ဘုရားကြီးကပြောကြတာပါကြောက်ပူတော့ဆရာတော်ဘုရားကြီးပြောတော့တာလည်းမှန်ပါတယ်ဘာလဲဆိုရင်တရဏဂုံရွတ်တာကကုတူရတဲ့အပေအပေတော့ ပိတ်ဖို့ခဲရင်နေเนาะတောသားပန်ဖြစ်မှာအပယ်ပိတ်တယ်ဆိုပြီးပြောတာပါအဲ့တော့တောသားပန်တိုင်းတောသားပန်ဖြစ်သွားရင်တော့အပယ်ပိတ်တာမှန်ပါတယ်ဒါပေမဲ့တရဏဂုံရှုပ်ပြီးတော့ယဟန်နာဖြစ်သွားတဲ့အကြောင်းအရာလေးလို့ရှိပါတယ်တရဏမထေဆိုပြီးတော့လည်းအာသံပြီးကြပါတယ်ဒီအကြောင်းအရာလေးကိုပေါ့နော်ဒီတရဏမထေအကြောင်းအရာလေးကိုတိပီးသားသူလည်းသိမယ်အကယ်၍မသိရသေးတဲ့သူတွေအတွက်ကိုမေစင်ကအခုပြန်ပြီးတော့ ပြောကြပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုဘာတရဏဘုံဒီဘွားမှာပူဇော်တယ်ဆိုလို့ရှိရင်လောဘအကျိုးမရုပ်ဖဲနဲ့ဘဝတကွေးကွေးမှာပေါ့နော်။ယဟန်သာလည်းဖြစ်ချင်းဖြစ်သွားမယ်။နိဗ္ဗာန်နဲ့ရောက်ချင်းရောက်သွားမယ်။ကိုယ့်ရဲ့ကြင်ကြံတဲ့အဘုံမူတူပါတယ်။ဒါကြောင့်မိစင်ကအခုတရဏမထေအကြောင်းမျိုးပြန်ပြီးတော့ပြောပေးချင်ပါတယ်ရှင်။အဲ့တော့တရလမထေကပေါ့နော်ဒီဂေါရမမြတ်စွာဘုရားရှင်အထက်မှာအယံချမ်းသာတဲ့တဇွဲတရားရဲ့အသားလေးတယောက်ဖြစ်တယ်။ အဲ့တော့အဲ့ဒီတကြွေရဲ့သားလေးရပေါ့နော်ခုနှစ်နှစ်ရှိတဲ့အခါဟာတငယ်ချင်းတွေနဲ့စုပြီးတော့သူဟာစော့ကစားတယ်ပေါ့နော်အဲ့လိုစော့စားနေရင်လည်းဒီဘဲကိုရောက်သွားလဲဆိုရင်ဖုန်ကြီးကြောင့်တကြောင်ကိုသူရောက်သွားတယ်အဲ့ဖုန်ကြီးကြောင့်လည်းမာရီဟန်တာမထေရှိရပေါ့နော်အဲ့တော့ဒီကလေးတွေကစော့ပြီးတော့ဖုန်ကြီးကြောင့်လည်းဝင်သွားတဲ့အခါကျတော့ဒီဆရာတော်ဖျားကြီးကကလေးတွေပေါ့နော်တရဏဂုံပူဇော်တက်လာဆိုပြီးတော့တရဏဂုံရွနီးကိုဆရာတော်ဖျားကြီးကတင်ပေးတယ် အဲ့တော့တရားချင်းစီကိုတင်ပြီးတဲ့အခါမှာဒီကရဏမထေဖို့ဖြစ်လာမယ်ပေါ့နော်။ဒကြွေရဲ့သားလေးစီကိုရောက်အလှဲ့လဲရောက်လဲရောက်ပေါ့။ဗုဒ္ဓံတရဏေကိစ္စမီးဆိုပြီးတော့စပြီးတော့တင်ပြီးတဲ့အခါမှာ ဲ့ကလေးလေးဟာအဲ့ဗုဒ္ဓံတန်ကိစ္စမျိုးကိုကြားလိုက်တာနဲ့တပြိုင်တည်းသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဖြင်းကနေကိုအလိမ်ကြီးပေါ့နော်ရိုးရင်းချင်းစီအထိတန်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကရှင်းကနေဆိုပြီးတော့ပေါ့နော်ဘာလို့ပြောမလဲအယံကိုထူးဆန်းသွားတယ်အဲ့ခါမှာ तू ကဘာလို့တော့တိလဲဆိုရင် तू အရင်ရင်တော့က तू ရဲ့ဘဝအဆက်ဆက်ကရွတ်ခဲ့တဲ့တရဏဂုံရွတ်ခဲ့တဲ့ဟာတွေကို तू မှတ်မိလာပြီးတော့အဲ့ဟာတွေကို तू ကဝိပဿနာအနေနဲ့ပြောင်းလိုက်တယ်အဲ့လိုမျိုးဝိပဿနာကိုတစင်ပြန်ပြီးတော့ပြောင်းလိုက်တဲ့အခါကျတော့ အဲ့ခွနနှစ်အရွယ်တငယ်လေးကဘာဖြစ်သွားလဲဆိုရင်အဲ့ခွနနှစ်ထဲနဲ့ယဟန်နာဘုရားကိုသူလျှောက်သွားခဲ့ပါတယ်။ဘာကြောင့်ယဟန်နာဘုရားကိုသူလျှောက်သွားလဲဆိုတော့ဒီတရဏဂုံကိုသူကပူဇော်လာတာ ဒီဝိပ္ပတိမြတ်စွာဘုရားရှင်လက်ထက်မှာတည်းကသူပူဇော်လာအဲ့ရဲ့အရှင်ကအဲ့ရဲ့အရှင်ပေါ့နော်အရှင်ကြောင့်သူဗုဒ္ဓံတန်တဲ့ကိစ္စမျိုးကိုကြားလိုက်တဲ့အခါကျတော့သူပူဇော်လာတာက ထုံနေရဖြစ်တဲ့အတွက်အဲ့ဟာကိုကြားလိုက်တဲ့အခါမှာသူ့ရဲ့တကုံလုံးကနှိမ့်မင်းရှင်းရှင်းဖြစ်ပြီးတော့သူဒါကိုဝိပဿနာဉာဏ်အနေနဲ့သူပါရမီရှိတဲ့အတွက်ပေါ့နော်ပြောင်းလိုက်တဲ့အခါကျတော့ယဟန္တာဖြစ်သွားပါတယ် ဲ့တော့သူဟာဒီလိုမျိုးဘလို့ဖြစ်လို့ယဟန္တာဖြစ်သွားလဲဘာကြောင့်ဒီလိုမျိုးတဏှဂုံကြရလဲဖြစ်တာလဲဆိုတော့ဒီတငယ်လေးရပါတော့လွန်ခဲ့တဲ့ဒီဝိပ္ပတိမြတ်စွာဘုရားရှင်လက်ထက်မှာလုံးကသူဟာဒီမျက်မမြင်ပေါ်တော့မိဘနှစ်ပါးကိုပြုစုနေတဲ့သူတယောက်ဖြစ်ခဲ့တယ် သူကပေါ့နော်ဒီဖျားရှင်လက်ထက်မှာတော့အယံယဟန္တာဖြစ်ခဲ့တဲ့ယဟန္တာတွေကိုကြည်ပြီးတော့သူကအယံအားကြတယ်ပေါ့နော်အဲ့အတွက်သူကသာသနာ့ဘောင်ဝင်ပြီးတော့ခုံးကြီးဝစ်ချင်တယ်ဒါပေမဲ့သူသာသနာ့ဘောင်ဝင်တဲ့အခါကျတော့သူ့ရဲ့အိမ်မရှိရဲ့အမျက်မမြင်မိဘနှစ်ပါးကိုလုံခြုံပြုစုမဲ့သူမရှိတဲ့အတွက်ကြောင့်သူကမိဘနှစ်ပါးအောင်လည်းမထားခဲ့ခြင်း။ဒါကြောင့်ဒီဘဝမှာတော့ငါဟာယဟန္တာ ဖြစ်ဖို့ကြင်ကြံမှုအတွက်ကံမပါဘူး။ဒါကြောင့်ငါဒီဘွားမှာကောင်းတဲ့နေခြင်းနဲ့နေမယ်။ဒါကြောင့်ဒီတရဏဂုံသုံးပါးကိုငါဒီဘွားမှာတော့လုံအောင်စောင့်ထိမ့်မယ်ဆိုပြီးတော့အဲ့ဒီရွယ်ချက်နဲ့သူ ਆ ပေါ့နော်။ အကတာဝကမထေတပားစီမှာတရဏဂုံသုံးပါးကိုသူစောင့်ထင်းခဲ့တယ်စောင့်တည်ခဲ့တယ်အဲဒီစောင့်တည်ပြီးရဲ့အချိန်အနည်းစပြီးတော့သူတရဏဂုံလုံးဝမချိုးဖောင်အောင်လို့တရဏဂုံသုံးပါးကိုပဲသူအမြဲတမ်းရွတ်ပွားပြီးတော့တရဏဂုံထုံအောင်လို့သူလေ့ခဲ့ပါတယ်အဲ့ရဲ့အချိန်ပေါ့နော်အဲ့တဘွားဆောင်မှာ သူတရဏဂုံနဲ့ပဲတဘွားကိုကုံဆုံးအောင်လို့သူနေခဲ့တဲ့အတွက်အဲ့ဘွားကနေအေယုံနဲ့အခါကျတော့သူဟာတာရင်တာနဲ့ပြီမှာနှစ်ချစ်ခွင့်ရခဲ့တယ်ပေါ့နော်တာရင်တာနဲ့ပြီမှာနှစ်ချစ်ခွင့်ရတဲ့အပြင်ကိုမှဒီမင်းစင်တို့ ီဖျားဆူဆူပေါ့နော်ဖျားဒီခွနဲ့ဖျားခွနဲ့ဆူလက်ထပ်မှာပေါ့နော်သူဟာဒီလူပြည်ဖြက်လိုက်နက်ပြည်ဖြက်လိုက်အဲ့လိုမျိုးတလှဲ့စီပေါ့လူပြည်နဲ့နက်ပြည်တလှဲ့စီကိုပဲသူကျင်နေရတယ်အပယ်လုံးဝမကြဘူးမကြဘဲနဲ့ဒီဂေါရမဖျားရှင်လက်ထပ်ရောက်တဲ့အခါမှသာသူဟာဒီတဇွဲတယောက်ရဲ့သားလေးဖြစ်ပြီးတော့ခွနဲ့နှစ်ထဲမှာပဲ သူဟာဗုဒ္ဓသာသနာကိစ္စအမိဆိုပြီးတော့ကြားတဲ့အခါမှာသူရဲ့ရွတ်ဖက်ခဲ့တဲ့ကုသိုလ်အရှင်ကြောင့်ရဟန္တာဖြစ်ခွင့်ရခဲ့တာပါ။ဒါကြောင့်ပေါ့နော်မိစဉ်ပြောချင်တာလေးကကိုဟာဒီဘဝမှာတရလကုံကိုထုံမြောင်ရွတ်မယ်ဆိုရင်လုံးဝအကျိုးမျိုးပါပေါ့နော်။အဲ့တော့ကုသိုလ်လည်းခုနပြောသလိုကုသိုလ်လည်းရမှန်တယ်။နောက်တစ်ခုကကြတော့မိစဉ်တို့ဒီတရလကုံနဲ့တရလကုံပူဇော်ပြီးတော့မိစဉ်တို့နိဗ္ဗာန်ထီသွားမလား။ ရတယ်။လက်ကြီးအထိတက်မလား။ရတယ်။ကိုယ့်ရဲ့ကြင်ကြံတဲ့အဘော်မူတည်တယ်။ဒါကြောင့်တရဏဘုံရွတ်ဖတ်ခြင်းကိုလုံးဝမရက်ပါနဲ့။ဘုရားဘာသာဖြစ်ခွင့်ရလုံးလေးလူဖြစ်ခွင့်ရလုံးလေးကိုတရဏဘုံလေးကိုနေ့စဉ်နေ့တိုင်းထုံနေအောင်ပေါ့နော်။အဲ့လိုမျိုးကြင်ကြံတယ်ဆိုတာကအရန်ကိုကောင်းပါတယ်။ ဒါကြောင့်ပေါ့နော်ဒီဘဝမှာကိုကတရဏဂုံကိုပေါ့နော်ရွှတ်ဖက်ပြီးတော့မေဇခုနပြောသလိုပဲဒီကိုရဲ့ကြင်ကြံနဲ့အားပေါ်လဲမူတည်တယ်တရဏဂုံသုံးပါးလဲလုံမယ်၅ပါးတိလာလဲလုံမယ်ဆိုရင်တော့အပယ်လုံးဝမကြပါဘူးဒါကြောင့်တရဏဂုံရွှတ်ဖက်နေတဲ့သူများကလည်းဆက်ပြီးတော့ရွှတ်ဖက်ပူဇော်ပေးပါ သူကြောက်ဖို့တော့ဆရာတော်ဖျားကြီးပြောသလိုပေါ့နော်ဒီတရဏဂုံရွတ်ပြီးတော့အပယ်မကြဘူးဆိုတာကတရဏဂုံရွတ်ပြီးအပယ်မကြဘူးဆိုတာကမှားတယ်ဆိုတော့အချက်ကြီးကိုခေါင်းနဲ့အရင်မထည့်ပါနဲ့မိစေအခုနပြောသလိုတရဏဂုံရွတ်ပြီးတော့ရဟန္တာဖြစ်သွားတယ်တရဏမထေကိုဥပမာယူပြီးတော့မိစေတို့ရေဒီဘဝမှာတရဏဂုံသုံးပါးကိုရယုံကြည်ကြည်လေးနဲ့အငြင်းနဲ့ရွတ်ဖတ်ပူဇော်ပေးပါတရဏဂုံဘုဒ္ဓံတရဏနဲ့ကိစ္ဆာမိလို့ကြားလိုက်တာနဲ့မိစေတို့ရဲ့ဒီဘောတော့ခန္ဓာကိုယ်တစ်ခုလုံးက မြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့တရားတော်ကြီးမြတ်စွာဘုရားရှင်နဲ့တကွာတန်ဃာတော်တွေကိုယုံယုံကြည်ကြည်နဲ့ပေါ့နော်စိတ်ထဲကနေကိုးကွယ်နေတယ်ဆိုတဲ့ဟာလေးကိုဖြစ်ပေါ်တဲ့အခြေအိုမိစင်တို့တန်တန်မှာတရဏဂုံကြီးကိုအမြဲတမ်းရှိပေးစေချင်ပါတယ်။ဒါကြောင့်ပေါ့နော်မိစင်နောက်ဆုံးပြောစီတဲ့အချက်ခွေရတော့တရဏဂုံ၃မားကိုယခုလက်ရှိရွတ်ဖက်နေတဲ့သူတွေနောက်တရဏဂုံ၃မားအတိတ်ထံဝင်နေတဲ့သူတွေဟာဆက်ပြီးတော့ရွတ်ဖက်ပြီးပါဆက်ပြီးတော့ပူဇော်ပေးပါကိုကပေါ့နော်ဝိပဿနာအတိုင်းပြောင်းစင်တယ်ဆိုလို့ရှိရင်လည်းဝိပဿနာကျင့်ကြံပွားများလို့ရ ပါတယ်။ဒါကတော့ဒီတရဏဂုံရွတ်ဖက်တယ်ဆိုတာကတမထနီကိုလည်းတချို့ကပြောကြတယ်။ဒါကတော့ပေါ့နော်ကိုယ့်ရဲ့အဲကိုလုံနေတဲ့ပုံမှာပဲမူတည်တယ်။ကိုကတမထလိုင်းသွားခြင်းလည်းရတယ်။ဝိပဿနာလိုင်းပြောင်းခြင်းလည်းရပါတယ်။ဒါပေမဲ့ကိုဟာအရင်ဝိပဿနာလိုင်းကိုမကျင့်ကြံနိုင်ဘူးဆိုခဲ့ရင်တော့မင်းတို့တရဏဂုံလေးနဲ့ဒီဘဝကိုစသိမ့်နေပေါ့နော်။ဒီဘဝကိုဒီကုန်းချုပ်မယ်ဆိုလို့ရှိရင်လည်းမင်းတို့လုံးဝပေါ့နော်။ မကောင်းတဲ့ဘုံဘွားကိုရှောင်းမှာတော့မဟုတ်ဘူးဆိုတာကိုမိစင်ကအားလုံးသိအောင်ပြောပြခြင်းဖြစ်ပါရဲ့ရှင်။ ဒီဗီဒီယိုလေးကတော့ဒီမင်းစင်းရဲ့ပေါ့နော်ဓမ္မမိတ်ဆွေများအားလုံးဒီတရဏဘုံနဲ့ပတ်သက်ပြီးတော့နားလည်မှုတွေလွဲမှာအဆုံးလို့မင်းစင်းကပေါ့နော်ဒီဗီဒီယိုလေးနဲ့ပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ဆရာတော်နှစ်ပါးရဲ့သီလဆိုဓမ္မရီကုံကိုလည်းမင်းစင်းဒီကနေပြီးတော့ရွသေးစွာရှိခိုးပါတယ်ဆရာတော်နှစ်ပါးကိုလည်းမင်းစင်းယုံကြည်ပါတယ်ယုံယုံကြည်ကြည်နဲ့ကိုမင်းစင်းကပေါ့နော်တန်ခါတော်ရရဲ့တန်ခါကုံ၉ပါးကိုဥထိတ်ထားပြီးတော့မရှိတန်ခါတော်ရအားလုံးကိုယုံကြည်ပါတယ်တန်ခါတော်ရအဆုံးအမအတိုင်းကိုလည်းမင်းစင်းလိုင်းနာကျင့်သုံးနေပါတယ်ဒါ ြောင့်ပေါ့နော်ဓမ္မမိတ်ဆွေများအားလုံးပဲဒီတရဏဂုံသုံးပါးကိုရယုံကြည်ကြည်နဲ့ရွတ်ဖတ်ပေးပါ။ဘာကြောင့်မဖြစ်ဖြစ်ရွတ်ဖတ်တာကိုလည်းမရက်ပါနဲ့ပေါ့နော်။ဒီဘဝဒီခန္ဓာချုပ်သိမ်းတဲ့အခါမှာလည်းတရဏမထေလိုပဲပေါ့နော်။မိစင်းတို့တရဏဂုံသုံးပါးရဲ့အကျိုးကြောင့်ဘဝတစ်ခုခုမှာမိစင်းတို့နိဗ္ဗာန်ကိုရဖို့ရမှာပါ။ဒါကိုလည်းစိတ်ထဲမှာအခိုင်အမာနဲ့ပေါ့နော်။ရယုံကြည်ကြည်နဲ့ဆွမ်းမတ်စေချင်ပါရဲ့ရှင့်။ဓမ္မမိတ်ဆွေများအားလုံးပဲဒီဗီဒီယိုလေးကြည့်ပြီးတော့ ကိုယ့်ရဲ့စိတ်မှာဖြစ်ပေါ်နေတဲ့ဒီတန်တရားရည်တွေကင်းရှင်းပြီးတော့တဏ္ဍာကောရုံကြည်ကြီးနဲ့ဆက်ပြီးတော့ပူဇော်နိုင်ကြပါစေလို့မင်းစင်ကအားလုံးအတွက်ဒီမေတ္တာလေးပို့သပေးပါရရှိခြင်း